ငါပြောသေးရောင်းမိဒေါ်လာတန်ပေါင်းများစွာချမ်းသာလာခဲ့သူကြကြော်ရောင်းမိချမ်းသာလာတဲ့ KFC ပိုင်ရှင်ရှိမယ်နောက်တစ်ခါကျွန်တော်တို့ဘာဂါရောင်းမိချမ်းသာလာတဲ့ McDonald's ပိုင်ရှင်တို့ဘာဂါ King တို့ရှိမယ်အဲ့ဒါကအေးရောင်းမိချမ်းသာလာတဲ့ Coca-Cola တို့ Pepsi ပိုင်ရှင်တို့ရှိမယ်။ဒါရောမထူးဆန်းဘူးဗျာ။ကျွန်တော်တို့ဒါလူတိုင်းတည်ပါတယ်။ဒါပေမဲ့ဒီနေ့ဗီဒီယိုမှာပြပြတော့မယ်လူကကြတော့ထူးထူးဆန်းဆန်းသူကငါပြောသေးရောင်းမိရောမီလီယံနာဖြစ်လာတာ။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့ CIA YouTube Channel နေ့ကြိုဆိုလိုက်ပါတယ်။ ဆရာကြီးရဲ့ဆရာကြီးဘယ်လိုဖြစ်လဲဆိုရဲအကြောင်းကိုကျွန်တော်တို့ဆရာကြီး YouTube channel နေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မိတ်ဆွေနေတဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တခုခုဘူးတူတာတိုးသွားတယ်ကိုယ့်အတွက်အကျိုးရှိသွားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe တစ်ချက်လုပ်ခဲ့ပေးပါဦး။ ျွန်တော်ဒီနေ့ဗီဒီယိုမှာပြပြသွားမယ့်ပုံကိုရဲ့နာမည်ကတော့ Samurai Samurai ပဲဖြစ်ပါတယ်ကျွန်တော်ပြောရဆိုရလွန်အောင် Sam လို့ပဲသုံးလိုက်တော့မယ်အဲ Sam ကိုကျွန်တော်တို့ January 16 1889ခုနှစ်ရုရှားမှာမွေးခဲ့တယ်အဲသူ့မိသားစုကတော်တော်လေးအဆင်မပြေဘူးဆင်းရဲတယ်အဖြစ်ကျွန်တော်ကျွန်တော်သူ့အသက်73နှစ်မှာပဲသူ့ဘုရားဆုံးသွားတယ်အဲ့တော့ကျွန်တော်ဒီမိသားစုစာရေးတော်ရေးအစစာရေးအတွက်တာဝန်ယူဖို့သူ့ပခုံးမော်ပဲကြာလာတယ်အဲ့လိုနဲ့ Sam ကသူကအသက်74နှစ်မှာကျတော့အဲဒီသူလက်ရှိ ရုရှားမှာမနေတော့ဘဲနဲ့ US မှာရှိရဲ့တူဦးလေးစီလိုက်တော့ဖို့ဆုံးဖြတ်လိုက်တယ်။ဘာလို့လဲဆိုတော့ IKI ကာလာမှာကရုရှားမှာစီးပွားရေးရအဆင်မပြေဘူးဗျာ။အဲ့တော့ကျသူ့အနေနဲ့သူစဉ်းစားတာ US မှာရှိရဲ့တူဦးလေးဖွင့်တဲ့အသီးဆိုင်လေးရှိတယ်။အဲ့မှာသူသွားပြီးလုပ်မယ်ပေါ့။အဲ့လိုနဲ့ကျွန်တော်တို့ Sam Selin နဲ့သားမှာ Selin သားစပြီးတော့တူဦးလေးရဲ့အသီးဆိုင်မှာသူတောက်တူမရလိုရာမန်တမန်အကုန်လုပ်ပြီးတယ်။အဲတူဦးလေးခိုင်းနိုင်မန်တမန်ဘာကွန်ပလိန်မှမတက်ဘူးအကုန်လုံးစားစားရအဆင်ပြေအောင်လုပ်ပြီးတယ်။အဲ့နောက်ပြီးတော့ Eddie ကနေပြီးသူအားတဲ့အချိန်မှာလဲ အဲသူအလကားနေနေမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့တခြားဆိုင်တွေမှာစပွဲတို့လောက်တာတော့ပြင်တန်ရှင်းဝင်တဲ့လောက်တာတော့ပတ်စံရမယ့်ကိစ္စဆိုရင်သူအကုန်လုံးလိုက်လုပ်ပြီးတယ်။အိုက်ကနေပြီးတော့သူ6နှစ်လောက်ကိုဘာမှကျွန်တော်တို့ဟိုအပိုမတုံးမဲနဲ့ပတ်စံမဖြုံးမဲနဲ့စုလာလိုက်တာသူအသက်20ပတ်ချာလဲမှာကျတော့သူ့လက်ထဲမှာဒေါ်လာ150လောက်တော့စုမိလာပြီပေါ့။အဲအဲ့မှာသူကသူနေတိုင်းနေစရာကလုံနေကြတခုရှိတယ်။အဲသူလေးတတိဆိုင်ကကြတော့ဟိုကနေသူတို့ကစိတ်ကန်းနေနေရဗျာအဲ့တော့ကျသူကအလုတ်အားပြီဆိုရင်ကြတော့ အဲ့စိတ်ကန်း dog မှာသွားထိုင်ပြီးတော့ကျတော့တင်မော်တွေသူကြည်နေရတယ်အဲ့လိုနဲ့တရက်ကြတော့သူတင်မော်တစည်းကြည်နေတော့မှအဲ့တင်မော်ပေါ်မှာသူထူးထူးဆန်းဆန်းအသီးတလုံးမြင်လိုက်ရတာအဲ့အသီးကိုသူအခုအသက်20ပတ်ကြာတယ်လीတခါမှမမြင်ခဲ့ဘူးအဲ့တော့ကျွန်တော်တို့ဒါတခြားဟိုငါပြောသည်ငါပြောသည်ကအခုခေတ်အခုချိန်မှာတော့အရန်ပေါ်တယ်ဗျာဒါပေမဲ့အဲ့ဒီဆိုတာဆမ်တို့ရှိရဲ့19 century ပတ်ကြာလဲမှာကျတော့အဲ့ငါပြောသည်ကတော်တော်ရှားတယ်ဟို luxury အသီးလိုမျိုးပြောလို့ရအောင်ကျွန်တော်တို့ဒီမှာ တချို့ဒူးရင်းသီးရေဆိုဈေးကြီးပေးပြီးစားရတယ်လို့မျိုးသူတို့အဲ့အချင်းကငပြောသီးဆိုတာလည်းအဲ့လိုမျိုးပဲအဲ့ဒါနဲ့ထားပါအဲ့တော့ဆမ်ကအဲ့ဒီကိုမြင်မြင်ချင်းအရန်စိတ်ဝင်စားသွားတယ်အဲ့စိတ်ဝင်စားသွားတော့သူအဲ့ဒီအတင်းချလုံနေလေနာသွားကြည့်သွားကြည့်ပြီးတော့ကျွန်မသူတခုတတိထားမိတယ်ဘယ်လိုလဲဆိုတော့အဲ့ဒီလေပေါ်မှာပါတဲ့အလုပ်သမားတွေကဗျာသူတို့လေကန်းကပ်ပြီးဆိုတာနဲ့အဲ့ဒီဆိုတော့သူငပြောသီးကိုအကန့်၃ကန့်ခွဲလိုက်တာနံပါတ်၁အကန့်ထဲမှာကျတော့သူကငပြောသီးအစင်းရောင်နေထားတယ်နောက်ခါနံပါတ်၂အကန့်ထဲမှာကျတော့ငပြောသီးအဝါရောင်ထည့် နံပါတ်3အကန်ထဲမှာကျွန်တော်အဝါရောင်မယ်ဒါပေမဲ့သူကအဲ့အဝါရောင်မှာပျောက်နေထားနေကျွန်တော်တို့ဟိုကအမဲဆက်တွေများနေပြီဗျအဲ့လိုသူက3ပိုင်းပိုင်းနေအဲ့လိုနဲ့ Sam ကစိတ်ဝင်စားတာနဲ့ဒီလေဘောကအလုပ်သမားတွေသူဈေးမေးကြည့်ရခါကျတော့နံပါတ်1အကန်နေငါပြောသေးရဈေးအများဆုံးဖြစ်နေငါပြောသေးအစိမ့်နေဗျာဘာလို့ဆိုတော့သူက now နှစ်ပတ်လောက်က AC ထားခံတယ်အဲ့တော့ဈေးကြီးဆုံးအဲ့နံပါတ်1အကန်နေငါပြောသေးအဝါရရကျတော့ဒါဟိုငါပြောသေးစင်းတော့ဈေးမကြည့်ဘူးဒါပေမဲ့သူလည်းဈေးတန်းတစ်ခုရှိတယ်ဒီကောင်နေရကျတော့တစ်ပတ်လောက်ခံအောင်မယ် နံပါတ်300កောင်းနေညရှင်းရှင်းပြောရရင်တို့ကလွန့်မယ်កောင်းနေဗျာလွန့်ရင်လည်းမလွန့်ရင်တို့ဒီလေဘောအလုပ်သမားတွေစားပါဘာလို့ဆိုအကောင်နေအလွန်ဆုံးခံရနောက်3ရက်4ရက်အလောက်ပဲခံမှာအဲ့တော့ကျတော့ဒီ3ရက်4ရက်အတွင်းကိုဒါကုမ္ပဏီအနေနဲ့ဒီငါပြောသေးရအလေးလွှဲမဖြစ်အောင်ဆိုပြီးတော့တို့ကုန်တွေလက်ထက် customer လက်ထက်ကိုထည့်ပေးလို့မရဘူးဗျအချိန်မမီဘူးအဲ့ဒါကြောင့်လည်းတို့ကတန်ဖိုးမရှိရဲ့အသီးကိုနံပါတ်3အကန့်နဲ့မှခွဲထားတာအဲ့ဒါနဲ့ဆန်မေးပြီးသူအိမ် ပြန်လာတယ်ပြန်တော့ကျသူစဉ်းစားတယ် တော့ဒီလိုမျိုးလွတ်မဲ့ပစ္စည်းကိုဒါ तू ကဝယ်မယ်ဆိုရင်ဟိုအဲ့ဒီလေဘွားလူတွေကသူ့ကိုကျင်းကျင်းနဲ့ကြီးနဲ့ discount ဈေးနဲ့ပေးလိုက်မှာဗျာဘာမှမရှိရဈေးနဲ့အရန်ချိုးရဈေးနဲ့အဲ့တော့ तू ဒါအဲ့လိုဝယ်ပြီးရောကြတော့တစ်ဖက်က तू customer ဈေးကိုဒီငါပြောသေးရေမပုတ်မတိုးခင်အချိန်မီပို့ပေးနိုင်မယ်ဆိုရင် तू အလုပ်တစ်ခုစလို့ရသွားနိုင်တယ်ဟုတ်တယ်မလားအဲ့တော့ तू ဘာလုပ်လဲဆိုတော့နောက်ရကြတော့ तू နုံနိုးချင်းအဲ့မှာစိတ်ကန်းကိုသွားတော်ပြရကြတော့ဒီလေဘွားနေပြီးတော့အလုတ်သမားကောင်းနေသူညိတယ်ညိတော့ဟိုကောင်တွေကစဉ်းစားကြည့်ဗျ မထူးလဲဒီငါပြောတဲ့ရဲ့တို့စားရင်စားမစားရင်လွန့်နေဟာအဲ့ဒါယူဒီကောင်ကိုဝယ်ကျင်တယ်ဆိုတော့ဒီကောင်ငါကြောက်မှတာပေါ့လူကြီးရောလဲအတက်က20ပဲချလဲကောင်ဆိုတော့အဲ့တော့လကားရတဲ့ပတ်စံပဲဘယ်ညင်းမလဲโอเคရတယ်ရောင်းပေးမယ်ဟိုအဲ့တော့တို့ကအဲ့ပေါ်မှာသူခွဲထားငါပြောသည်အလုံး1500ပဲချလဲရှိမယ်အဲ့အလုံး1500လုံးဒီကောင်ဘယ်ဈေးနဲ့ပေးလဲဆိုတော့ဒေါ်လာ120နဲ့ပေးလိုက်တာဆောင်းကျွန်တော်မိတ်ဆွေတို့ရှိမှပြောထားတယ်သူအလုံး6နဲ့လောက်ပြီးဆိုတဲ့ပတ်စံဒေါ်လာ150ရှိရအဲ့တော့ဒီကောင်အဲ့ထဲကနေပြီးတော့ဒေါ်လာ120သုံးပြီးတော့ နောက်3-4ရက်နေတိုးတော်မယ်ငါပြောသေးရပြုတ်ဝဲအဲ့တော့သူနောက်ထပ်ဘာကြံလဲဆိုတော့ဒေါ်လာ30ကြံတယ်အဲ့ကြံနဲ့30ကိုကြာတော့သူကကျွန်တော်ယထာရဲပေါ်မှာနောက်တွဲတွဲငားလိုက်တယ်ဗျာနောက်တွဲတွဲဒေါ်လာ30ပြီးငားလိုက်တယ်အဲ့လိုနဲ့ sample ရောနောက်3-4ရက်နေကျွန်တော်ပို့ကုန်တော့မယ်ငါပြောသေးအလုံး1500ကိုပိုက်ပြီးတော့ဒါသူ့ဘဝရဲ့ပထမဆုံးကိုပိုင်လုပ်ငန်းကိုစလုပ်ဖို့အတွက်ကျွန်တော်ယထာရဲနောက်ခံနေပြီးလိုက်လာခဲ့တယ်အဲ့တော့သူ့ plan ရှင်းတယ်ဗျာကျွန်တော်ဒီငါပြောသေးပြောင်းတဲ့လက်ကြီးသမားတော်တော်များများကသူကလက်ကားဝယ်မဲ့သူတွေကိုပဲစိတ်ဝင်စားတာ ဲ့တော့ဒီ Sam ရဲ့သူ target ထားတဲ့ audience သူ target ထားတဲ့ niche ကကြတော့အဲသူကဗျမ်းကြဆေးတယ်ပြီးတော့အများကြီးမဝယ်နိုင်တဲ့သူတွေအဲ့လိုမျိုးလက်လီသမားတွေကိုသူကဘယ်သူမှမပေးနိုင်တဲ့ဈေးနဲ့ရောင်းပေးမှာဒါပဲရှင်းရှင်းနေပဲအဲ့တော့ Sam ရဲ့ပထမအလုပ်ကတော့သူအခက်အခဲတွေအများကြီးရှိတယ်ဒါပေမဲ့အဆင်ပြေသွားတယ်အဆင်ပြေသွားဆိုသူဒီငါပြောသေးတဲ့အားလုံးမပုတ်ခင်မှာသူအချိန်မီဟို customer လက်ထက်ကိုရောင်းပေးလိုက်နိုင်တယ်အဲ့တော့သူအဲ့လိုမျိုးရောင်းပေးသွားတဲ့အခါမှာဘလောက်ပတ်စံသူ့လက်ထက်မှာကျန်ခဲ့လဲဆိုတော့ဒေါ်လာ190လောက်ကျန်တယ် တရားကိုယ်စားဆိုတော့ဗျာကျွန်တော်ရှိမှပြောရဲသူစားစားချင်း6နှစ်လောက်ပြီးစုထားပဲစံဒေါ်လာ150အခုသူပြန်ရဒေါ်လာ190ဆိုကြားထဲမှာသူဒေါ်လာ40လောက်မြတ်သွားတယ်အဲ့တော့ဘာပြောကောင်းမလဲပြောတာပေါ့ဘာလို့ဆိုတော့ तू 6နှစ်လောက်လုံးမှရတာဗျာ150အဲ့တော့40ဆိုတဲ့ကိစ္စပြန်တွက်ကြည့်မယ်ဆိုသူ2နှစ်လောက်အားကနေညီရဲအဲ့သူ2နှစ်လောက်အားကောသူက4-5ရက်နဲ့ရလိုက်တယ်ဆိုတော့ဒါသူဝမ်းသာသွားပြီလေအဲ့တော့နောက်ပြီးတော့တစ်ခုရှိတာဆန်လောက်လိုက်တဲ့ process ဒီအခုအချိန်ဒီဘယ်သူမှမလုပ်ဘူးသူတယောက်တည်းကပဲလုပ်တာဖြစ်တဲ့အတွက် သူကနောက်ထပ်လည်းဒီ process ကိုပဲထပ်ခါထပ်ခါလုပ်ခွင့်ရသွားပြီဒါကိုလည်းသူသိအဲ့ဒါကြောင့်သူဝမ်းလာတာအဲ့လိုနဲ့ပဲ Sam က Sona process တိုင်းပဲကျွန်တော်နောက်3လရက်နေပို့တော့မယ်အသီးရေမှန်သမျှဝယ်တယ်ပြီးတော့ Sona အနီးနားမှာရှိရမြို့မှာရှိရပြန်ကြစေးတဲ့လက်ထဲကိုသွားရောင်းပေးရအဲ့လို process နဲ့ looping ပတ်လိုက်တာကျွန်တော်တို့တနစ်ခွဲအတွင်းမှာသူ့လက်ထဲမှာဒေါ်လာ3သိန်းလောက်စုမိသွားတယ်ဆိုတော့ဗျာဒေါ်လာ150နဲ့စတဲ့လုပ်ငန်းကဒေါ်လာ3သိန်းလောက်ဖြစ်သွားတယ်ဘာမှမကြတဲ့အချိန်တိုးလေးတွေမှာ ရှမ်းမြန်ကိစ္စကိုဆက်မသွားခင်ကျွန်တော်ဒီနေရာမှာ UFC ဆိုတဲ့ company အကြောင်းကိုနည်းနည်းလေးအချင်းချင်းရှင်းပြခြင်းတယ် UFC ဆိုတော့ကျွန်တော်တို့သိရတဲ့ Dana White ရဲ့ UFC မဟုတ်ဘူးဒီ UFC ကကျ United Fruit Company ကိုခေါ်တာ United Fruit Company ဆိုတော့တော်တော်ကြီးရဲ့ corporation များအရင်မိုက်တဲ့ Giant Corporation ဘယ်လိုလဲဆိုတော့ကျွန်တော်သူတို့ company ကပဲကျွန်တော် US နိုင်ငံထဲကိုဝင်တဲ့ US နိုင်ငံထဲမှာဖြန့်နေတဲ့အဲတစ်သီးဝယ်ရောက်နေရဲ့80%လောက်ကိုသူတို့ကပဲ control လုပ်တာအဲ့ထဲမှာကျွန်တော်တို့ရဲ့ရောင်းအားကောင်းဆုံးတော့ငါပြောသည် ငါပြောသေးတယ်သူကတရက်တရက်ကိုအလုံးကိုတင်းချီပြီးရယ်ကိုရောင်းသွားရှိရအဲ့တော့မိတ်ဆွေတို့ကိုဒီသူတို့ကအဲ့ US မှာရှိရယ်ငါပြောသေး market ကိုဘယ်လောက်ထိထိန်းတယ်လဲကျွန်တော်ရှင်းပြမယ်ဟိုပုံမှန်ဆိုရင်ဗျာဒီလိုမျိုး company တွေကဟို import လုပ်တာပဲများတယ် import ဆိုတော့သူကတခြားနိုင်ငံမှာရှိရဒါမှမဟုတ်သူတို့ရဲ့နီးနီးနားမှာရှိအလဲသမားတွေစီကနေပြီးငါပြောသေးဝယ်လိုက်တယ်ဝယ်ပြီးတော့သူတို့ US နိုင်ငံတွေကိုပြန်ရောင်းပြီးကြားရအဟာစားရပေါ့သူတို့ကလည်းလိုမဟုတ်ဘူးသူတို့ကိုနိုင်ကကိုငါပြောသေး site တယ်ဗျာပြီးရင်သူတို့ကိုနိုင်ကကိုအဲငါပြောသေးပြန်ရိတ်တယ် ပြန်သိမ်းတယ်ပြီးတော့ကျတော့အင်္ဂပြောသီးတွေကို US နိုင်ငံတွေကိုတင်မောရနေတယ်သူတို့ကိုယ်တိုင်တည်တယ်တည်ပြီးတော့သူတို့ကိုယ်တိုင်ဖြန့်တယ်ဆိုတော့ရှိသမျှ process along the way ကိုဒီ company ကပဲထိန်းချုပ်တာအဲ့တော့ဥပမာပြောရမယ်ဆိုရင်သူတို့ကဟိုကျွန်တော်တို့ငပြောသီးဆိုင်ဖို့အတွက်ကိုလိုအပ်တဲ့ယာရီမြေတွေကို A ကထောင်းချီတောင်းချီပြီးဝယ်တယ်နောက်တစ်ခါအဲ့နေရာမှာအလုတ်လုံးမဲ့အလုတ်သမားတွေအရောက်တောင်းချီတင်းချီပြီးငားနိုင်တယ်နောက်ထပ်ထပ်ပြီးတော့ကျွန်တော်တို့ငပြောသီးရိတ်သိမ်းပြီးတဲ့အခါငပြောသီးစိုက်ပြီးတော့ထွက်ပြီးဆိုတဲ့အခါမှာလဲဒါတွေကိုတဲပေးမဲ့ အဲကျွန်တော်တို့သူ့မှာတင်မော့ဆိုတာရှိတယ်တင်မော့ကနည်းနည်းတော့ရှိရမှာသူတို့ the great wife လေးလို့ခေါ်တာသူတို့မှာအစီး150ကျော်ရှိတယ်တင်မော့ဆိုတော့နောက်တစ်ခါပြီးတော့လို့ရှင်အဲ့ဒီ demo တွေကလည်းတဲလာပြီကျွန်တော်တို့ US ကပေါ်ရဲဝင်ပြီဝင်ပြီဆိုတော့အခါမှာလဲဒီ US ကစိတ်ကန်းအနေပြီးတော့တခြားဆိုင်ရဆိုင်ရမြို့တွေကိုပို့ပေးမယ်ကျွန်တော်မြေထားတန်လန်းနေပြီးရင်တခြားသူလုပ်တဲ့ route တွေအများကြီးပဲဆိုတော့ပြောချင်တာကဗျအဓိက main point ကဒီကောင်တွေကအရန်ကြီးရအရန်ကြီးရ corporation ရေဝဲလိုမျိုးလက်တံတွေခြေတံတွေအများကြီးရှယ်ကြီးဆိုတော့အဲ အခု Sam ဒီလိုမျိုးကျွန်တော်တို့အဲ၃လရက်နေပုတ်တော်မယ်ငပြောသေးတွေကိုဝယ်ရောက်လုပ်နေဆိုတာကလည်းဒီ UFC ရဲ့ငပြောသေးတွေပဲအဲ့တော့ Sam ဒီလိုမျိုးလူပင်ပတ်နေတာကြာလာတော့ကြာတော့ဆောင်းတဲ့ UFC ကဘုတ်ဖွယ်ကတော့ပြီးတတိထားမိတယ်။ဒါမှမဟုတ်သူတို့က Sam ကိုဒါ appointment ယူပြီးတွေ့ဖို့ချိန်လိုက်တယ်။ခေါ်ပြီးတော့ဆူလာတော့မဟုတ်ဘူးဘယ်လိုဆိုဒီကောင်ရဲ့ out of the box ပေါက်တွေးတဲ့ idea ကိုသူကသဘောကျလို့အဲ့တော့ခေါ်ပြီးတော့ သူ့ကို propose တခုလုပ်တယ်ဘယ်လိုလုပ်လဲဆိုတော့ကျတော့ဒီသူတို့ UFC ကနေပြီးတော့စိတ်ကမ်းမှာချလိုက်တယ်ချပြီးလို့ဆိုတော့နံပါတ်3 condition နဲ့ကငါပြောသေးရေကျွန်တော်နောက်၄၅ရက်နေပုတ်တော်သူတို့မယ်ငါပြောသေးရေမှန်တယ်မြောက်သူ့ကိုမူပိုင်ခွင့်ပေးပြီးရောင်းတာဆိုတော့ဒီငါပြောသေးရေအားလုံးဒီ sample တယောက်တည်းကိုပဲရောင်းပေးမှာတခြားဘယ်သူ့မှမရအောင်ဒါမျိုး deep ပဲ ရဇမ်ကလည်းအဆင်ပြေရပေါ့သူအရင်လိုမျိုးသူကသွားဝယ်နေကြမလို့သူတို့ကတဆင်သူလိုရနေနေရာကြီးပို့ပေးမှာဆိုတော့ပို့ပြီးအဆင်ပြေပါတယ်အဲ့လိုနဲ့သူတို့တွဲပြီးလှုပ်လှုပ်တယ်ကာလာတစ်ခုကြာလာတဲ့အခါမှာကျွန်တော်တို့ဆမ်ကအဲ့လိုမျိုးသူတို့စီကနေတဆင်ယူရောက်နေတာသူမကြိုက်တော့ဘူးဂျာရဲကသူတို့ကိုကြော်ပြီးတော့အဲသူကဆောနာကျွန်တော်တို့ငါပြောသည့်ဆိုင်တဲ့လေသမားရဲ့စီကတဆင်ဒါမှမဟုတ်ရင်လည်းအဲ့လိုမျိုးတကယ်မိန်နေရတာတဆင်သူကသွားပြီးတော့ဝယ်ကျင်တယ်အဲဆမ်အဲ့လိုစိတ်ဖြစ်လာတယ် အဲ့ဒါနဲ့ Sam ကဘာလုပ်လိုက်လဲဆိုတော့ကျတော့သူကသူစုထားတဲ့ပတ်စံတွေအားလုံးကိုဘန်နေရထုတ်တယ်အဲနောက်တစ်ခါသူတငယ်ချင်းတွေ investor တွေကနေပတ်စံတွေနဲ့ထည့်ယူတယ်အဲနောက်ပြီးတော့ကျတော့ကျွန်တော်တို့ဒီ Bandy စီကနေလိုရဲပတ်စံချီးရချီးပြီးတော့ကျတော့အဲသူက KMF Fruit Company ဆိုတဲ့နာမည်နဲ့ company အသစ်တစ်ခုထောင်းလိုက်တယ်အဲသူရွေးချက်ကရှင်းတယ်ဒီ company အောက်ကနေတစင်းသူကိုယ်တိုင်ငပြောသီးတွေစိုက်မယ်ပြီးရင်သူကိုယ်တိုင်ငပြောသီးတွေကိုသူစိုက်ထားတဲ့နေရာနေပြီး US ဘက်ကို import သွင်းမယ်နောက်တစ်ခါ US စိတ်ကန်းအနေနဲ့တစင်းဆိုင်ရဆိုင်ရသူ customer တွေစီကိုသူကိုယ်တိုင်ဖြန့်မယ် အဲ့လိုမျိုးသူက supply chain အကုန်လုံးသူပဲထိနေတာအဲအဲ့လိုမျိုးပေါ့ဆိုတော့သူဇောနာအဲကမ်ပဏီထောင်နေကမ်ပဏီထောင်ပြီးရတယ်ကျွန်တော် Honduras ဆိုတဲ့နိုင်ငံမှာသူကမြေကြီးလိုက်ဝယ်တယ်အဲ့ဒီခေအဲ့ဒီအခါကမိတ်ဆွေမငါပြောသည့်လုပ်ငန်းလုပ်ချင်တဲ့ site ချင်တဲ့ဆိုရင်ကျတော့အဲ Honduras မှာမြေရမဖြစ်မနေလို့ရဘာလို့လဲဆိုတော့ဗျအဲ့ကမြေအနေထားဘာညာကသူကငါပြောသည့် site ပေါ်တော့လုံးဝအဆင်ပြေတယ်နောက်တစ်ခါအဲ့ခေအဲ့ချိန်မှာအဲ Honduras နိုင်ငံတိုင်းမဖွင့်ပြသေးဘူးမဖွင့်ပြသေးတဲ့အချိန်ကျတော့ အဲကျွန်တော်တို့ငပြောတိဆိုင်ပေါ်မှာမြေကားရအများကြီးလိုတာဆိုတော့အဲ့ပေါ်မှာလည်းအလုံသမားတွေအများကြီးလိုတယ်အဲ့ဒီတော့တို့ကအလုံသမားကားကိုကျော်ဈေးနေပြီးတော့လိုရာထက်ကိုဈေးနေပြီးပေးတယ်နောက်တစ်ခါအဲ့ဘက်က Honduras နိုင်ငံကနေပြီးတော့ကျွန်တော်တို့ဒါကိုဝယ်ထားတဲ့မြေတွေပေါ်မှာအခွန်ကောက်တာရှိရနောက်တစ်ခါကျွန်တော်တို့ဒီဝင်ငွေကွန်ပါညာကောက်တာရှိရဆိုတော့အဲ့ဒါအတွက်ကိုလည်းတို့က percent ကိုအများကြီး short ယူပေးတယ်ဆိုတော့ဘယ်ပြောကောင်းမလဲကျွန်တော်တို့ဒီ ငါပြောသည့်လုပ်ငန်းရှင်တိုင်းရဲ့မျက်စိကြစရာနေရာ Honduras ဖြစ်နေတာပေါ့အဲ့ဒါကြောင့်လဲ Sam က Honduras မှာမြေဝယ်တာပဲရှင်းရှင်းပြောရင်သူတခြားနေရာမှာဝယ်လို့ရတယ်ဆိုပေမဲ့အဲ့တော့ okay Sam က company ထောင်နဲ့ဆင်ပြီးသွားပြီပြီးတော့သူမြေမြေလိုက်ဝယ်တဲ့အပေါ်မှာငါပြောသည့်ဆိုင်မယ်ပြီးတော့ကျသူစိုက်တဲ့ငါပြောသည့်ရထွက်လာတဲ့ငါပြောသည့်ရသူက US ဘက်ကိုကျွန်တော်တို့ပြန်ပြီးတော့တွန်းရမယ်ဗျာအဲ့ဒီတော့သူက Demo Disease ပါထွက်ဝယ်လိုက်တဲ့တခါရယ်ကျတော့အဲ့ဒီမောဝယ်ပြီးတဲ့အချိန်ကျတော့အဲနောက်တစ်ခါသူတင်မောဝယ်ပြီးကျွန်တော် US ကစိတ်ကမ်းမှာကတ်ပြီးဆိုရင် သူ့ customer စီမှာပို့ဖို့အတွက်သူ transportation route တွေသူတခါတည်းကြိုးစင်နေဗျအဲ့ဒီအချိန်မှာက UFC ဆိုတော့အရန် powerful ဖြစ်ပြီးတော့အရန် strong ဖြစ်တဲ့အဖွဲ့အစည်းပြီးတော့သူတို့ကသူတို့ရဲ့ပြိုင်မဲ့ဖြစ်လာနိုင်ခြေရှိတဲ့ company ဆိုဒီတိုင်းမထားဘူးဟိုဒီ company ရဲ့ share အများဆုံး share holder ဖြစ်အောင်လုပ်ရင်လုပ်တယ်အဲ့ company ကိုတစ်ခုလုံးပြည့်ဝင်ဝယ်ဒါမှမဟုတ်လည်း company ကိုကျွန်တော်တို့ဒီဘက် market ထဲကနေပြီးတော့အရှုံးပေါ်ပြီးတော့ဒါလုံးလုံးထွက်သွားအောင်လုပ်တယ်အဲ့လိုမျိုးပေါ့နေ ော်အဲ့လောက်ဒီ strong ဖြစ်ပြီးတော့အဲ့လောက်ဒီ dandy ဖြစ်တဲ့ကောင်းတွေကိုဒီ sam ကဘလို့ဖြုတ်သွားမလဲဆိုတော့ကျွန်တော်ရှင်းပြမယ်ဒီ UFC ကဘုတ်အဖွဲ့မှာရှိတဲ့ကျွန်တော်တို့ခေါင်းဆောင်ပိုင်းတော်တော်များများကသူတို့က US မှာရှိရဲကျွန်တော်အကောင်ဆုံးဆိုတော့အရုံးငန်းမှာနေတယ်အကောင်ဆုံးဆိုတာစားတယ်စားပြီးတော့ကျတော့အဲ့မှာနေပြီးတော့ပဲသူက decision ချတယ်ဒါပေမဲ့ sam ကကျသူတို့နဲ့ပြောင်းပြန်ဘလို့လဲဆိုတော့ကျတော့သူကဒီမျိုးလေကောင်ကရုံးငန်းမှာနေရမယ်ဆိုတော့သူကတောခေါင်ခေါင်မှာရှိရဲသူရဲ့ဆောင်းလာငါပြောဆိုင်ခင်းနေတယ်မှာသွားနေရဲ့ တော်နေပြီအဲ့ကသူ့အလုပ်သမားရင်းနဲ့ရင်းနှီးမှုရအောင်လုပ်တယ်အဲ့က operation တွေကိုကိုရိုင်းဆင်းပြီးတော့ကြီးကြပ်တယ်အဲနောက်တစ်ခါကျွန်တော်တို့ UFC ကနေပြီးတော့အလုပ်သမားတွေကိုဈေးရမ်းနေနေတဲ့အချိန်မှာ Sam ကဒါသူတို့ဈေးထက်ပိုပြီးတော့ပိုပေးတယ်အဲနောက်ပြီးတော့ကျတော့ဒီအလုပ်သမားတွေနေဖို့အတွက်ကိုကသူငါပြောချင်တဲ့ကလွတ်တဲ့နေရာတွေမှာနေစရာတွေစောက်ပေးတယ်အဲပြီးတော့သူတို့အတွက်အရာရာအဆအဆအရာအဆင်ပြေအောင်စီစဉ်ပေးတယ်ပေါ့အဲပြီးတော့နောက်ဆုံးတစ်ချက်ကကျတော့ UFC ကသူက အဲကျွန်တော်တို့ဒီငံပြောသေးရေကိုဒီ US ကို import လုပ်တဲ့အချိန်မှာစီကုံတတ်တာအောင်ဆိုပြီးတော့အဲ demo တွေကိုအရှိန်လျှော့မောင်းခိုင်းတယ်ဆိုတော့အကျိုးဆက်အနေနဲ့ကျတော့ customer တွေကငံပြောသေးရတာနောက်ကြတာပေါ့သူတို့မှားထားတဲ့ပစ္စည်းတွေရတာနောက်ကြဒါပေမဲ့ Samsung ကကျသူတို့နဲ့ပြောင်းပြန်အဲသူက game မဆိုင်ဘူးအဲသူ့ရဲ့ demo တွေကိုရနိုင်တဲ့လောက်အရှိန်တင်ပြီးမောင်းခိုင်းတယ်အဲ့တော့အကျိုးဆက်အနေနဲ့ဂျာရမှာငံပြောသေးရအလေးလွင့်နေတယ်အဲပြီးတော့ကျတော့သူ့ customer တွေလည်းဟို UFC တက်ပို့ပြီးတော့အချိန်မြန်ပို့ပေးနိုင်တယ် အဲ့တော့အဲ့လိုနဲ့ Sam ကညားထဲမှာနေမနာညာမှာစ조사လာလိုက်တာဘယ်လောက်ထိတောင်ဇက်တိုက်အောင်မြင်လာလဲဆိုတော့အဲသူ့ရဲ့ Creamy Fruit Company က UFC ကိုတော်တော်လေးကိုဘယ်လိုပြောမလဲချင်းချောင်းနိုင်နေတာဖြစ်လာတယ်။အဲ့တော့ကျတော့ UFC ကဘုတ်အဖွဲ့ကဒီတိုင်းလက်ပိုက်ကြည့်နေလို့မရတော့သူတို့တခုခုလောက်ရတော့မယ်။အဲ့လိုနဲ့ UFC ဘုတ်အဖွဲ့ကလူတွေ Sam ကိုဘယ်လိုညှက်ပတ်လဲဆိုတော့ဒီသူ့ပိုင်နဲ့ကျွန်တော် Creamy Fruit Company ကိုဘာလေလောက်ခိုင်းလဲဆိုတော့ Honduras Government ကို bribe လုပ်ပြီးတော့ကျတော့ pressure ပေးခိုင်းတယ်။သူ pressure ပေးတဲ့ပုံစံရှင်းတယ်ဗျာ။ ဝင်ငွေကုန်တွေတိုးကောက်တယ်ပြီးတော့မြေကုန်တွေတိုးကောက်တယ်နောက်တစ်ခါအဲသူရဲ့ငပြောသည့်ရေကိုကျွန်တော်တို့စိတ်ကမ်းမှာရောက်တဲ့အချိန်မှာဘာမှမဟုတ်ဘဲနဲ့ delay ဖြစ်အောင်လုပ်တယ်ဒါမျိုးတွေပေါ့သူတို့ရည်ရွယ်ချက်ကတော့ရှင်းတယ်ဒီ sam ကိုဒီလိုမျိုး pressure တွေမျိုးစုံပေးမယ်ဆိုရင်ဒီကောင်ကအချိန်ကြာလက်လျှော့ပြီးတော့ဒီ banana business ကနေပြီးအပြီးပိုင်းထွက်သွားမယ်ပေါ့ဒါပေမဲ့သူတို့မသိတာ sam ကငငယ်ငယ်လေးကဟိုဒီနေရာကိုသူရောက်လာဆိုတော့လွယ်ကူရောက်လာတာမဟုတ်သူ့ရဲ့သူမျိုးစုံတာစူးစမ်းပြီးတော့ဘယ်လိုပဲပြဿနာတက်တဲ့ရအောင်အဖြေရှာပြီးထွက်လာတာကောင်အဲ့လိုမျိုးဆိုတော့သူတို့ဘယ်လိုပဲညစ်ပတ်ညစ်ပတ် နောက်ဆုံးပိတ်မှာတော့ Sam ကအပြေရှားတွေ့စမြဲဆိုတော့သူ့ company ကကျွန်တော် weekend ဖြစ်သွားမယ်ဆိုတာပို့ပို့ပြီးအောင်မြင်လာတယ်။အဲ့လိုနဲ့နောက်ဆုံးပိတ်မှာတော့ကျွန်တော်တို့ UFC ကပိုင်ရှင်တွေရောဘုတ်ဖွဲ့တွေရော meeting ခေါ်ပြီးတော့ဒီ Sam ရဲ့ Kuyaman Fruit Company ကိုသူတို့အပြီးပိုင်ဝယ်ဖို့ဝယ်ဆုံးဖြတ်လိုက်တယ်။ဘလောက်နဲ့သူတို့ကဝယ်ဖို့ offer လုပ်လဲဆိုတော့1930ခုနှစ်မှာကျွန်တော် Sam ပိုင်တဲ့ company ကိုဒေါ်လာ31.5 million တိပေးပြီးတော့ဝယ်ဖို့ကန်လန်းတယ်။31.5 million ဆိုတော့အဲ့ဒီအချိန်က31တန်းကကျွန်တော်တို့ဒီဘက်ခက်မှာဆိုရင်ဒါ 300တန်း310ဒါမှမဟုတ်တန်း340အဲ့လောက်ထိတန်းတယ်ပြောလို့ရတယ်ဆိုတော့အရင်များတယ်ဗျာဆမ်ကပုံမှန်စိတ်နေဆိုရင်တော့အခုသူတို့ပေးတဲ့ offer ကိုလက်ခံမှာမဟုတ်ဘူးဒါပေမဲ့သူပြန်စင်းနေကြတော့သူ့တက်ကအခုဆို53နှစ်လည်းဖြစ်နေပြီနောက်ပြီးတော့ဒါလောလောဆယ်အချိန်ကြီးတော့သူဟိုဘက်က UFC ဘက်ကညစ်တယ်မြဘလို့ပဲသူ့ကိုညစ်ညင်သူရသလောက်အပြေရှားပြီးထွက်လာနိုင်တယ်ဒါပေမဲ့နောက်ပိုင်းကိစ္စပြောလို့မရဘူးဗျာဒီကောင်လေးကမျိုးစုံရွှေရကောင်လေးဆိုတော့တကွေးမုံတကွေးမှာဒီကောင်အပြေမရှားနိုင်တဲ့ပြဿနာနဲ့တိုးလာပြီဆိုရင်သူ့ကုမ္ပဏီတန်ဖိုးကမြောင်းနေကိုထိုးကြတော့မှာဒါတော့သူဆိုရင် အဲ့တော့ okay သူကနေပြီးတော့သူ့ရဲ့ company ကို UFC ရဲ့လက်ထဲကိုထည့်ပြီးကိုရောင်းပြီးဝင်သဘောတူလိုက်တယ်။ဒါပေမဲ့သူတောင်းတဲ့ condition တခုတော့ရှိတယ်။သူပတ်စံကြီးပဲပေးလို့မရအောင်။သူကဆောင်းတာသူတို့ကန်လန်းနဲ့ဒေါ်လာ31.5လမ်းကိုဘလို့လိုချင်လဲဆိုတော့ UFC company ရဲ့ share အခု3သိန်းလိုချင်တယ်။အဲ့အခု3သိန်းကိုဈေးဖြတ်ပြီးတော့မှပိုရဲပတ်စံအောင်သူလက်ထဲထည့်ဒါမျိုးပေါ့။အဲ့တော့အဲ့အချိန်မှာ UFC ကောင်နဲ့သူ့ company ကမဖြစ်မနေဝယ်မရတော့မှလေ။ဘာလို့ဒီကောင်ကဘလို့ဖြုတ်ချချကြတာကောင်မဟုတ်ဘူး။အဲ့တော့ okay ရတယ်လုပ်ပေးမယ်ပေါ့။အဲ့လိုနဲ့ပဲသူတို့ ဒါ company ရောင်းမဲ့ကိစ္စသဘောတူလိုက်တယ် trader ကျတော့အဲအဲ့တော့ sam ကတော့သူစဉ်းစားနေမှာသူ easy နားလို့ရပြီဒေါ်လာ30ကျော်လဲလက်ထဲမှာစုမိပြီဆိုတော့ကျတော့ဒါဖြစ်ချင်တော့ကျွန်တော်သူ company ရောင်းပြီးနောက်ထပ်တစ်နှစ်အကြာ1932ခုနှစ်မှာ UFC company ကဟိုရှေ့မှာကျွန်တော် great depression ဖြစ်တာလည်းရှိရပြ Great depression ကြောင့်ကျွန်တော် KFC မှာရော ဟိုကကျွန်တော် McDonald's မှာခဏခဏရှင်းပြပါတယ်ကျွန်တော်ဒီမှာတော့ထည့်ရှင်းမပြတော့မိတ်ဆွေတို့သိကြတယ်ဆိုအဲ့ဒီလိုပြန်ကြည့်တယ်အဲ့မှာကျွန်တော်ပြောပြထားပြီးသားဆိုတော့အိုက်က effect တွေကဆိုတော့1930ခုနှစ်မှာမှာ company မှာတွားပြီးတော့တွားပြီးရိုက်တာရိုက်တော့ကြတော့ဘာဖြစ်လဲဆိုတော့အကျိုးဆက်အနေနဲ့ company ကဈေးရန်ထိုးကြတယ် share ရိစုပ်ပြတ်တန်နေအောင်ကြတယ်အဲ့တော့အဲ့ဒီအချိန်မှာအများဆုံးထိခိုက်တဲ့သူကတော့ဆောနာကျွန်တော်တို့ Sam ပေါ့ဘာလို့ဆိုတော့သူက company ရဲ့ share အခု3သိန်းကျော်တောင်ကိုင်ထားတာလीပါဆန့်အများကြီးအဲ့တော့သူဘာလို့လောက်ရလဲဆိုတော့သူတစ်ခုခုရွှေ့မှာရမှာသူတစ်ခုခုစင်းရမယ်အဲ့တော့သူစင်းစား ဲ့တော့ plan တစ်ခုနဲ့ထွက်လာသူ့ plan ရှင်းရှင်းလေးပဲသူ့လိုမျိုး share အများကြီးကင်ထားတယ် major share holder တွေနဲ့သူတွေ့တယ်အဲ့ major share holder တွေရဲ့ information တွေသူတွေ့ဖို့ zoom mode အတွက်ကိုတော့ insider တွေရောက်ကိုပတ်စံပေးပြီးသူဝယ်လိုက်တယ်အဲ့လိုဝယ်ပြီးတော့သူတို့နဲ့ညှိပြီးတော့ meetup လုပ်တယ်လုပ်ပြီးတော့ကျတော့ဒါတော့သူတို့ပြောတယ်ဒီကောင်းနေလက်ထဲကိုသာ company ကိုထပ်ထည့်ပေးမယ်ဆိုရင်ဒီတိုင်းမှာ topic company ရဲ့ဆုပ်ပြတ်သွားတော့မှာအဲ့တော့သူလုံးချင်တာရှင်းရှင်းလေး အဲ့တော့ရှေ့မှာလည်းဒီ Creamy Fruit Company ကိုသူထိတ်ဆုံးနေအောင်ဆွဲတင်လာတာပေါ့အဲ့တော့သူဒီ UFC Company ကိုလည်းအခုလို့ဆုတ်ပြတ်တဲ့နေအချိန်အနေအပေါ်ရအောင်ပြန်ဆွဲတင်ပေးမယ်ဒါပေမဲ့သူတို့လုပ်ဖို့အတွက်ကစောနာမင်းတို့ရဲ့ဒါ Shareholder ရဲ့ထောက်ခံပေးမှုတွေ Voting ပေးမှုတွေလိုတယ်အဲ့တော့ဒါသူတို့ရဲ့ Support ရအောင်သူတည်ချောင်းတခါရဲ Pass Rate လုပ်တယ်စီယုံတယ်အဲ့လိုနဲ့ကျွန်တော်တို့1932ခုနှစ်မှာ Sam ကမလုပ်လဲဆိုတော့ကျွန်တော် Boston မှာရှိရဲ့စောနာ UFC အဖွဲ့အစည်းရဲ့ယုံငန်းတွေဝင်လာပြီးတော့ သူတို့အစည်းအဝေးလုပ်နေတော့သူက four right ပြစ်ချပြီးဒုံးဆိုပြီးတော့စပွဲပေါ်ပြစ်ချတယ်ပြစ်ချပြီးတော့သူကအဲ့ထဲမှာကဆောင်းနာသူ major share ဟိုရာအများစုကသူ့ကိုဒီ UFC ရဲ့ president နေနဲ့လက်ခံကြအောင် UFC ကိုကောင်းဆောင်စေခြင်းကြောင့်သူတို့က voting ပေးထားတယ်ဟာအဲ့ဒါကြီးပြစ်ချပြီးတော့သူမကြိုက်တဲ့ကောင်တွေအဲ့ဘိုးဖွယ်တွေကောင်တွေတန်းစီပြီးအကုန်လုံးအလုပ်ထုတ်လိုက်တာထို့ပြီးတော့ကျတော့သူကချက်ချင်းပဲ UFC president တက်လို့တယ်တက်လို့ပြီးတော့ဆောင်းနာအောက်ဆုံးရောင်နေ company ကိုသူပခုံးနဲ့ထမ်းပြီးတင်တယ် အဲ့လိုနဲ့ Sam က UFC ဥက္ကဋ္ဌအနေနဲ့တာဝန်ယူပြီးလုပ်ခဲ့တဲ့အချိန်တွေဖြစ်တယ်ကျွန်တော်1932ခုနှစ်ကနေပြီးတော့1952ခုနှစ်ထိ16နှစ်တာကာလလုံးမှာ UFC ကဘယ်သူမှရှင်လို့မရတဲ့အထိစတိုက်တိုးတက်ပြီးအောင်မြင်လာတယ်။ဘယ်လောက်ထိတောင်းလဲဆိုတော့ဗျ IK က US မှာရှိရကျွန်တော်တစ်သီးဝယ်ရောက် market ရဲ့85 to 90%ကို UFC က control လုပ်တာအဲ့လောက်ထိကျန်တာဆိုတော့အဲ့လိုနဲ့ကျွန်တော်1952ခုနှစ်ကျွန်တော် Sam အသက်84နှစ်အရောက်မှာတော့သူကဥက္ကဋ္ဌရာထူးကနေပြီးတော့ဒါတရားဝင်အနားယူကြအောင်ကျင်ညာသွားတယ်။ သူအဲ့လိုမျိုးအနားကိုသွားတဲ့အချိန်မှာသူ့ပိုင်ဆိုင်မှုကဒေါ်လာတန်း90ပကြာလေးတော့ဖြစ်နေပြီအဲ့လိုနဲ့ပဲကျွန်တော်တို့ normal 30 1962ခုနှစ် sam အသက်ကျွန်တော်တို့84နှစ်မှာတော့သူဒီတိုင်းပဲလူကြီးယောဂာနဲ့တည်ဆုံသွားခဲ့တယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ဘာပညာမှမတတ်တဲ့ကောင်လေးတယောက်ဘာကြောထောင်နောက်ခံမှမရှိတဲ့ကောင်လေးတယောက်ကကျွန်တော်ငှက်ပြောသည်ရောင်းရဲနဲ့ဒေါ်လာတန်းချီပြီးဘလို့ရှာသွားလဲဆိုတဲ့အကြောင်းကိုကျွန်တော်သေးသေးရှင်းပြသွားရပဲဖြစ်ပါတယ်။မဲဆိုတော့ဒီဗီဒီယိုဒီနေရာတိရောင်းအဆုံးနေရောင်းကြည့်လာတဲ့အတွက်ဘုဒ္ဓတော်ရဲ့အများကြီးရောရသွားပြီ။ဒါတော့ကျွန်တော်သိတယ် ဒါပေမဲ့ကျွန်တော်ဖြစ်စေချင်တာကတော့မိတ်ဆွေဒီရရတဲ့ဘဟုသုတတွေကိုတကယ်ကျွန်တော်တို့လက်တွေအပြင်လောကမှာပြန်လည်ပြီးတော့အသုံးချလို့ရစေချင်တယ်။အဲ့တော့ကျွန်တော်မိကွန်လေးမိပါမယ်။ကျွန်တော်တို့ light တွေးပြပါ။ light ဖြည့်ပြပါ။ဒီ sham ကအခုလိုမျိုးပြဗမာမဟုတ်တဲ့ဆုတ်တီဆုတ်ချာကျွန်တော်တို့တုံညာဘဝကနေပြီးတော့ဒါဒေါ်လာတန်းချီပြီးရှားသွားတယ်။အဲ့အပြင်သူကဟိုကျွန်တော်တို့ IKEA ခါမှာအကြီးဆုံးဆိုရဲ UFC ကုမ္ပဏီကိုတက်ပြီးတော့ရိုက်နိုင်တဲ့ဒီအောင်မြင်လာတယ်ဆိုတော့မိတ်ဆွေတို့တီးပြီးသား။ဆိုတော့ဒီလိုမျိုးဖြစ်လာတဲ့အပေါ်မှာ ရှမ်းမြေအဓိကဘယ်အမူအကျင့်နဲ့ဘယ်စိတ်ဓာတ်တွေကြောင့်သူ့ဒီလိုမျိုးဘောကိုပြောင်းအောင်လုပ်ပေးခဲ့ရတယ်ဒီလိုမျိုးဘောကိုပို့ပေးခဲ့ရတယ်ဒါလေးကျွန်တော်သိချင်ပါတယ်ဆိုတော့အဖြေကတော့ဒီဟာမန်နဲ့ဒီဟာမရမရှိပါဘူးအဲ့တော့ကျတော့ကိုထင်တယ်လို့ဖြေဒါကိုနားလဲတယ်လို့ဖြေပြဿနာမရှိဘူးအဓိကဗီဒီယိုမကျော်နဲ့မခွနဲ့အဆုံးနေရအောင်ကြည်ပင်ကိုကြိုက်တယ်လို့ဖြေအဖြေရောကျွန်တော်တို့ဒီဗီဒီယိုအောက်ကကွန်မန့်မှာမန့်သွားလိုက်ပါတယောက်နဲ့တယောက်အမြင်မတူတဲ့သူချင်းချင်းဆွေးနွေးဖက်လှယ်လို့ရတာပါမင်းတို့ရခုလိုမျိုးဘဝအတွက်ဒါတစ်ဖက်တစ်လမ်းအထောက်အကူပြုမဲ့ content တွေနောက်တစ်ခါအုံနောက်အတွက်လည်းအကျိုးရှိမယ် ပြီးအပူမပါရဖြစ်ရမယ် live story ကိုကျွန်တော်တို့ဆရာ YouTube channel ကနေပြီးအပတ်စဉ်တိုင်းတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်မိတ်ဆွေတွေနဲ့ဒီ video လေးကိုကြည့်ပြီးတော့တခုခုအကျိုးရှိသွားတယ်ဘုသူတာတိုးသွားတယ်ဆိုရင်ကျွန်တော်ရဲ့ channel subscribe တစ်ချက်လုပ်ပေးခဲ့ပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video လေးမှာပြန်ဆုံကြပါမယ်